ွဲလမ်းမှုဖြစ်ရာဆွဲလမ်းမှုရဲ့တည်ရာဒီယုံနံတွေဟာဆင်းရဲတွေပဲလို့အဲ့လိုမြတ်စွာဘုရားမြင်ပြသွားတာကျွတ်တို့အဲ့ဒီအချက်ကိုမြင်ဖို့ခက်နေတာပေါ့နော်အဲ့ဒီအချက်ကိုမြင်လို့ရှိရင်ဘဝမှာဘာပဲဖြစ်ဖြစ်ကျွတ်တို့အများကြီးစိတ်ကိုကြည်လင်အောင်ချမ်းသာအောင်ကျွတ်တို့ထားတတ်သွားလိမ့်မယ်ထားနိုင်သွားလိမ့်မယ်အဲ့ဒီအချက်ကိုမမြင်သေးတဲ့မြတ်ကျွတ်တို့ဘဝရဲ့ပုံမှာအကောင်းမြင်နေတဲ့သဘောတွေအများကြီးသွားမှုနေလိမ့်မယ်အဲ့လိုဆိုရင်ဘဝရဲ့ပုံမှာကျွတ်တို့ဟာအမျိုးမျိုး ဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းဟိုဟာရခြင်းတရားရခြင်းလိုချင်တာတွေရခြင်းတွေဖြစ်ခြင်းတွေအများကြီးလွှမ်းမိုးနေလိမ့်မယ်အဲ့ဒီလိုချင်တာတွေရခြင်းတွေဖြစ်ခြင်းတွေများရင်များသလောက်သူအလိုမကျတာတွေစိတ်တိုင်းမကျတာတွေအများကြီးသူဖြစ်လာလိမ့်မယ်အဲ့ဒီကြာမှာကျွတ်တော့ဆင်းရဲမှန်းသိတကယ်တမ်းဘုံတို့စိတ်တော့ကရောက်နေရတာစိတ်ဆင်းရဲနေရတာအကုန်လုံးကတရားခံလောဘပဲ အလိုချင်းနေတဲ့အခါကျတော့မဖြစ်တဲ့အခါမရတဲ့အခါကျတို့အလိုမကြဘူးဆိုတဲ့ဒေါသအကြီးကျယ်နှိပ်စက်လောဘဟာသူလိုချင်တာမရတော့လည်းပဲဒေါသနဲ့နှိပ်စက်အလိုမကြသူလိုချင်တာရပြန်တော့လည်းပဲမျက်နှာတွေ့တာမှုရှိနေတဲ့အတွေ့အကြောင်းစိုးရိမ်မှုနဲ့ထပ်ပြီးတော့နှိပ်စက်ကျတို့ဘယ်ရာဟုမှမျက်နှာမတားဘူးဘယ်ရာဟုမှတံပိုးထားမထားဘူးဆိုလို့ရှိရင်ကျတို့မှဘာစိုးရိမ်မှုမှဖြစ်စရာအကြောင်းမရှိဘူး ဟုတ်တယ်မဟုတ်လားကျွတ်တို့မကျမ်းမာမှာစိုးရိမ်နေဆိုတာကျမ်းမာခြင်းကိုအရန်ตายာနေလို့တေးမှာကြောက်တယ်ဆိုတာမတည်ခြင်းဆိုတဲ့ရှင်သန်ခြင်းကိုအရန်ကိုမျက်နှိုးနေလို့တံပိုးထားနေလို့ပေါ့ဟုတ်တယ်မဟုတ်လားဒီလူနဲ့ကွဲသွားမှကြောက်တယ်ဆိုတာဘာလို့ဒီလူကိုအရန်ကိုတံပိုးထားနေလို့ပေါ့ဟုတ်တယ်မဟုတ်လားတကယ်လို့ကိုကဒါကိုဘာမှလည်းတန်ဖိုးမထားဘူးဆိုလို့ရှိရင်ဒါကိုဘာမှလိုချင်တာလည်းမရှိဘူးရချင်တာလည်းမရှိဘူးအဲ့လိုဆိုသူ့သူဘာဖြစ်နေလဲ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့မှာဗာစိတ်ဆင်းရဲတယ်မှာဖြစ်စရာအကြောင်းရှိဘူးလူကျင်မှုမမောမှုဆိုတဲ့ဘဝရဲ့ပုံမှာဆင်းရဲလို့နားမလည်တဲ့အတွက်ကြောင့်လူကျင်မှုမမောမှုဖြစ်သွားတယ်အဲ့ဒီလူကျင်မှုမမောမှုပြီးပြင်းလျင်ဘဝဒုက္ခအားလုံးတို့ရဲ့ဖြစ်ခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါလေအမှန်တရားကျွတ်လို့အဲ့ဒီအမှန်တရားနှစ်ချက်နဲ့လာခဲ့တာပေါ့နော်ဘဝဖြစ်တယ်ဘာမှမသိဘူးဘာမှမသိတော့ဘဝပုံမှာမက်တယ်မက်တော့ဘဝရာကြောင်းတွေလှုပ်တယ်ဒါတော့အသေးစိတ်ပြောတာပေါ့နော် ဘဝကိုမက်တဲ့အတွက်ကြောင့်ဘဝထက်ရတယ်ထက်ရတဲ့ဘဝမှာလည်းအမှန်သိအောင်မကြိုးစားလို့အမှန်မသိပြန်ဘူးမသိတော့ထက်ပြီးတော့ရခြင်းမြန်လည်းဖြစ်ခြင်းမြန်လည်းထက်ထက်ဖြစ်တယ်ရခြင်းနဲ့ရတယ်ရခြင်းနဲ့ရတယ်ရခြင်းနဲ့ရတယ်ဒီလိုသွားတာဘာလို့ရခြင်းနဲ့ရတယ်ရတာနဲ့ရခြင်းတားရဲ့ကြားမှာဘာရှိနေလို့ဆိုတော့ဒီရထတာကြီးဟာမကောင်းဘူးဆိုတဲ့အမှန်တရားကိုမသိတဲ့အဝိဇ္ဇာရှိနေတယ်ဘဝဖြစ်တယ်မကောင်းမှမသိအဝိဇ္ဇာ မကောင်းမှမသိတဲ့အတွက်ကြောင့်ထက်ဖြစ်ခြင်းနဲ့ထက်ရခြင်းနဲ့တဏ္ဏအဲ့ဒီအဝိဇ္ဇာနဲ့တဏ္ဏကြောင့်ထက်တတ်ပြီးတော့ဘဝဖြစ်တယ်ဘဝဖြစ်တဲ့အတွက်ကြောင့်ဘဝဒုက္ခတွေဟာဆင်ဆက်မပြတ်ဖြစ်နေတယ်ဒုက္ခတကယ်ချုပ်ရှင်နေဆိုရင်ဘဝကိုချုပ်သွားမှာဒုက္ခတကယ်ချုပ်ဘဝမချုပ်ဘဲနဲ့ဒုက္ခဘယ်တော့မှမချုပ်ဘူးဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဘဝတွေချုပ်သွားခြင်းနဲ့ဒုက္ခတွေချုပ်သွားခြင်းနဲ့ ဒုက္ခချုပ်ချင်တယ်ဆိုလို့ရှိရင်ဘာလို့ရမှာလို့ဆိုတော့အဲတတိယនិရောဓသစ္စာကိုဆက်ရောက်နိုင်အောင်ကြိုးစားရမယ်ပေါ့နិရောဓသစ္စာဆိုလည်းနိဗ္ဗာန်ဆိုတာဘာပြောတာတော့ဘုရားကိုယ်တော်တိုင်ဘလို့အဓိပ္ပာယ်ဖွင့်ပြတာအကျဉ်းမြင်လေးပြောရရင်လူချင်းပဲမဟုတ်ဘူးလုံးဝချုပ်ငိမ့်သွားတာနိဗ္ဗာန်လို့ဒီလိုမျိုးဆိုတာပြောဟောဟုတ်လားလောဘမီငိမ့်သွားတာနော်လောဘမီငိမ့်သွားတော့ ောမိမငင်းငင်ကဖြစ်နေတဲ့ပူလာတွေလောင်တာတွေမရှိတော့ဘူးပေါ့ဒုက္ခဆိုတဲ့အတုံးလုံးနဲ့မဟောဘူးနော်ဒုက္ခនិရောဓဆိုတဲ့အတုံးလုံးနဲ့ဟောတာအဲ့ဒါကိုပဲဘုံဘုံကအလွန်စိတ်ဝင်စားတယ်ဒုက္ခនិရောဓဆိုတာဘာလဲဆင်းရဲချုပ်တာဆင်းရဲဖြစ်နေတာရဲ့ဆင်းရဲချုပ်သွားတာရဲ့ဆင်းရဲဖြစ်နေတာဘဝဆင်းရဲချုပ်သွားတာနိဗ္ဗာန် ဆင်းရဲဆိုလို့ရှိရင်ဖြစ်တာနဲ့ချုပ်တာဘယ်ဟာကြိုက်ချုပ်တာမကြိုက်အရေးကြီးတာဆင်းရဲမှသိဖို့ဆင်းရဲမှမသိတဲ့အခါကျတော့ဆင်းရဲဖြစ်လို့ဖြစ်မှလည်းမသိဘူးဆင်းရဲချုပ်ချင်စေလည်းမရှိဘူးဆင်းရဲချုပ်ဖို့ဆိုတာအဝေးဟုတ်တယ်မဟုတ်လားဒါဆင်းရဲချုပ်ရာနိဗ္ဗာန်ဆိုတာတဏှာလောဘရဲ့အကျွင်းပဲကုံဆုံးရာလို့မြတ်စွာဘုရားအဲ့လိုလေးအတိတ်ပဲဖွင့်တယ် ်အကျမ်းမြင်လေးနားလည်ခြင်းလည်းဆိုရင်တော့မိငိမ့်သွားတဲ့သဘောလို့အဲ့လိုလေးနားလည်စေခြင်းဒီစီမီတော့ငိမ့်သွားသလိုမျိုးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဒုက္ခမီးတွေငိမ့်သွားပြီဟုတ်လားခက်တာကျွတ်တော့မီးမှမသိတဲ့အခါကျတော့ငိမ့်ကိုမငိမ့်ခြင်းငြိမ့်ကျင်တယ်ဆိုလို့ရှင်မိမန်းသိအောင်အရင်စူးစမ်းဒီဖြစ်နေတဲ့သဘောကြီးရဲ့အနေအထားမှန်ကိုနားလည်အောင်စူးစမ်းရမယ် 大家一看他讲尼玛呀，净看到讲我这样批评人，就是啊。